ပတ်ဝန်းကျင်မှာအများစုကတငယ်ချင်းတွေကဂျမကာလူလင်လေးများတယ်ပေါ့နော်ကိုကိုတိုင်းကလည်းအဲဂျမကာလူလင်နေနဲ့ဟိုပိုပျော်တယ်ပေါ့နော်တငယ်ချင်းနေနဲ့သွားလာလာဆိုတော့ကျွန်တော်ဒါကိုပိုင်းတက်ကောနှစ်ယောက်လုံးကအတူတူပဲကျွန်တော်တို့ border ပတ်ပတ်ချလဲမှာအဲ့လိုပေါ်လာရမကလူလင်များတဲ့ခါကျတော့အဲကျရင်စဉ်းစားဟာသူတို့အတွက်တချင်းလေးပေါ့နော်အဲသူတို့အတွက်တချင်းလေးလောနောက်တစ်ခုကကျတော့ဗာလဲဆိုတော့ဟိုရမကတချင်းဆိုရင်လည်းဟိုတကယ်ကိုကောင်းမွန်တဲ့ message ကြီးလည်းပါပါတယ် င်္ဂလာပါပထမတစ်ချက်2023ကဟုတ် I am U ဆိုတဲ့ချင်းနေပေါ့เนาะဘာလို့လဲဆိုတော့ကျွန်တော်တို့ညဥွေစီဆိုတော့အဲ I am U တွေနဲ့ကျွန်တော်နဲ့အဲတေးတန်ရှစ်ပိုက်တင်းနဲ့လက်တွဲခဲ့တယ်ပေါ့เนาะကျွန်တော်တချင်းကြီးတယ်အဲတချင်းနေဖန်တီးခဲ့တယ်ပေါ့ပြီးတော့နောက်ထပ်လည်းအဲကိုပန်တက်ကသူ့ရဲ့အဲ solo album နေနောက်ပြီးတော့သူဒီလိုမျိုးပေါ့เนาะဒီတပုတ်ချင်းစီပေါ့เนาะဒါ single sound လေးလည်းအလိုအလှည့်ချထွက်ပါတယ်ဟုတ်အခုလာမဲ့6ခွ6ခွပေါ့ အဲအဓိကတော့ဟိုကျွန်တော်တို့နှစ်ယောက်ဟိုတွဲတိုက်ရဲ့အခါကြလို့ရှင်နည်းနည်းပေါ့နော်ကျွန်တော်ဟိုအချောင်းရလဲခွဲထွက်ခြင်းနေဆိုတာဟိုပထမတစ်ပတ်တော့မှလဲအဲ့လိုယူယူတမန်စင်ချစ်ပုံမှန်ကျွန်တော်တို့အရွယ်နဲ့အဲ့လိုချစ်တဲ့ပုံစံမျိုးအဲ့လိုမျိုးလဲတိတ်မရေးခြင်းတဲ့အခါကြတော့ဥယွယ်ဆိုတော့လဲဥအချောင်းပေါ့နော်ဟိုဒီတစ်ခါကြတော့ကျွန်တော်ကလဲတစ်သက်လုံးကျွန်တော်တစ်ခါမှဟိုမရေးဘူးတဲ့ပုံစံပေါ့နော်ပုံစံဆိုတာအချောင်းရလဲအချောင်းရပေါ့ဒီအာရမကာချစ်တဲ့ဒါ border တွေအတွက်ပေါ့အဲရမကာချစ်တဲ့ border တွေအတွက်အဲ့လိုနည်းနည်း အန်ဂျွိုင်းဖြစ်မဲ့ပျော်စရာတခြင်းလေးကိုကိုပိုင်တဲ့အဲကျွန်တော်ဖန်တီးတာဖန်တီးတာပါဟုတ်ကြိုက်တယ်ပဲပြောရပါကြိုက်တယ်ပဲဘယ်လိုလဲဆိုတော့ကျွန်တော်တော့လိုပဲဟိုကြိုက်အောင်လိုက်ကျင့်တာပေါ့နော်ဒါပေမဲ့ပေါ်တိုင်းနဲ့တော်တော်လို့ရှိရင်အဲ့လိုနည်းနည်းဆိုရှယ်ကတော့နည်းနည်းအဲခါ join and join လောက်ရတာပေါ့နော်အဲအခုတော့ဟိုဒီတစ်ခေါက်ကကြတော့ကျွန်တော်ကယူယူဘားဒီဘိုင်ပုံစံထိုင်တဲ့ပုံစံမျိုးမဟုတ်ပါဘူးကျွန်တော်တို့ဂျေးလက် five လေးပေါ့နော် ဟိုကျွန်တော်အဲ့လိုမျိုးကြေးလက် fight လေးကျွန်တော်လည်းတခါမှအဲ့လိုမရိုက်ဘူးအဲ့လိုမျိုးမတင်ဆက်ဘူးတဲ့ပုံစံမျိုးလေးလုပ်ထားပါကိုပိုင်တင်တယ်ပေါ့နော်ဟောအဲ့တော့ဒီတချို့ကိုပိုင်တင်ရွေးချယ်တာပေါ့နော်ကိုယ်နည်းနည်းပြောပြပဲဟာကျွန်တော်ဒီဒီတချင်းလေးကိုဒီကြေးလက် fight လေးပါဝအောင်ဆိုပြီးတော့ကျွန်တော်တို့ရွေးချယ်တဲ့အချိန်မှာကျွန်တော်တို့ရဲ့ဟိုအရန်ကျွန်တော်တို့ပေါက်နေတဲ့ကျွန်တော်ကွီးနေထူနိုင်တို့ဒိုဘောက်တို့လဲအောင်ခစ်တို့အဲသူတို့တို့ အားဖြည့်လိုက်တဲ့ခါကျတော့ကျွန်တော်ရဲ့ဒီ G level bike လည်းပြည့်စုံသွားတယ်ပြီးတော့ Queen Neutron နိုင်ရဲ့ trade mat တွေလည်းပါလာအဲ trade mat တွေလည်းပါပေါ့နော်ကျွန်တော်တို့ကဘယ်လိုအဓိကတော့ဒီ fan base ကိုကျွန်တော်တို့ကပေါ့နော်ကျွန်တော်တို့ ਨੇ ဘယ်လိုပြောပရိသတ်ပေါင်းဆက်လိုက်တာပေါ့နော်ကျွန်တော်တို့ကျွန်တော်ပုံပရိသတ်ရဲ့ Queen Neutron နိုင်တို့ဒူပေါတို့ညီလေးဒူပေါတို့ပေါ့နော်အဲ့လိုမျိုးပရိသတ်တွေဟိုလင်းအောင်ခစ်တို့ပေါ့အဲအဲ့တော့မတူညီတဲ့ပေါင်းဆက်မှုတွေတခုလုပ်ပြီးတော့အဲ့လို G level ပုံစံပြောကြတဲ့ချင်းလေးတစ်ပုဖန်တီးတာပေါ့ရိုက်ကူးရတော့ EM production ကနေရိုက်ပြီးတာဟုတ် တော်ရတက်တာတော်တော်တက်ဟာတော်တော်လည်းပြင်မယ်ပြင်မယ်ဆိုမူတအားများတဲ့အချိန်ရိုက်နေနေရုတ်တရက်အဲ့လိုပေါ့မူးကြီးလေကြီးချပြီးတော့လို့အားပြေးသွားရတာလေးလည်းရှိတယ်ပြီးတော့စတင်နေရအစပေါ့နော်သူတို့စောက်တာပေါ့သူကြိုပြီးတော့ဟိုရိုးရိုးဟိုထိုင်းရင်ဆိုင်မှာသွားရိုက်လို့ရှင်လည်းရပါတယ်ဒါပေမဲ့လည်းဒီရိုက်ကူးရေးပိုင်းကအစသူတို့ကဟိုစတင်ထိုင်းရင်ဆိုင်အတုပေါ့အဲ့ဒီပိုင်းစောက်လိုက်တယ်ပေါ့နော်သူတို့ရဲ့တုံးကာလာပေါ့အဲ့တော့ရိုက်ကူးရေးက ဒီညီညီမတွေသူတို့သူတို့လိုချင်တဲ့ vibe လေးရအောင်ပေါ့နော်အဲ့လိုမျိုးလေးစနေကြလေးထုတ်ထားရဲတိခတ်ပေးတာတော့ဒါကျွန်တော်နဲ့လက်တွဲနေကြကျွန်တော်ရဲ့ music producer ကို Dave Chan ဖြစ်ပါတယ်အဓိကကကို့အမရဲ့အတွက်လည်းပါပါဆာဆာအဓိကဒီလိုပါကျွန်တော်နဲ့တငယ်ချင်းတွေပတ်ဝန်းကျင်မှာအများစုကတငယ်ချင်းတွေကဂျမကာလူလင်လေးများတယ်ပေါ့နော်ကိုကိုတိုင်းကလည်းအဲဂျမကာလူလင်နေနဲ့ဟိုပို့ပြော်တယ်ပေါ့နော်တငယ်ချင်းတွေနေ ွားလာလာဆိုတော့ကျွန်တော်ဒါကိုပိုင်းတက်ကောနှစ်ယောက်လုံးကအတူတူပဲကျွန်တော်တို့ border ပတ်ပတ်ချလဲမှာအဲ့လိုပေါ်လာရမကလူလင်များတဲ့ခါကျတော့အဲကျစဉ်းစားဟာသူတို့အတွက်တချင်းလေးပေါ့နော်အဲသူတို့အတွက်တချင်းလေးလောနောက်တစ်ခုကကျတော့ဘာလဲဆိုတော့ဟိုရမကတချင်းဆိုပေမဲ့လည်းဟိုတကယ်ကိုဟိုကောင်းမွန်တဲ့ message ကြီးလည်းပါပါတယ်ကျွန်တော်တို့ဒါလူ့ဘဝမှာနော်ဟိုဖြတ်တန်းနေတဲ့ color လေးတွေမှာပျော်ပျော်လေးတွေနေကြဖို့စဉ်းစားရမတွေးပဲနဲ့ဟာပျော်လေးနေကြဖို့အဲ့လိုမျိုးလေးလည်းပါပါတယ် ရှိတယ်ရှိတာဗျာအမျိုးမျိုးရှိတယ်တချို့ကကြတော့ငိုတာတချို့ကကြတော့အရန်ပျော်တာတချို့ကကြတော့ရစ်တာရစ်တာအဲရစ်တာမကောင်းတော့အဓိကအဲဘယ်လိုပြောရမလဲမူးမူးရင်ပျော်တဲ့သူပို့ပို့ပြီးတော့ချစ်ဖို့ကောင်းတာမဟုတ်လားအဲ့တော့အလုံးတယောက်နဲ့တယောက်နောက်ကျပျောက်ကြပေါ့အမျိုးမျိုးပေါ့နော်တယောက်နဲ့တယောက်အဲ့ဒီခံစားချက်ပေါ်မှာမူတည်ပြီးတော့တယောက်နဲ့တယောက်အပြောင်းလဲလေးရှိကြပါကျွန်တော်ကြာအခုကကျွန်တော်အားလုံးအာဘွားလိုက်ပြီလားကိုပိုင်တက်ကော ကျွန်တော်ကမွေးပျော်တတ်တဲ့အထဲမှာပါပါတယ်ကျွန်တော်ကျွန်တော်မွေးပြီးဆိုအာဘွားလိုက်ပြီးတာဘာလို့ဝယ်ရမှာအားဒါအဲ့ကျွန်တော်အဲ့လိုတော်တော်လေးမူးခဲပါတယ်ဒါပေမဲ့တခါရရမူးလို့ရှိရင်လည်းအဲ့လိုအာပွားလိုက်ပြီအပယ်ကတော့ဟိုပါတော့ကျွန်တော်ကဟိုတငငချင်းထဲမှာဆိုရင်ကျွန်တော်မတောက်တက်ဆုံးလို့ပြောလို့ရတယ်ဒါကကိုကိုကိုဟိုလိုပြောတာမဟုတ်ပါဘူးတကယ်ဒါပေမဲ့လည်း ဟိုကျွန်တော်ကဟိုတက္ကသိုလ်ခိုင်မှာလို့ဘားပွဲတို့ဘာတို့ကျွန်တော်လေးဆိုပြတဲ့ခါမှာငွေချင်းတွေပြည်သက်တွေအာ cheers လို့လို့ရှိရင်ဒါကကိုက social ဆိုတော့လာ cheers လို့ကြားရကြရတယ်တခါကြရတယ်နင်းနေပပနင်းနေပပဟိုဟာလေးအဲကောင်းသွားတယ်ရှိတာပေါ့နော်အဲ့လိုကြံပျော်တာပေါ့နော်အဲ့လိုကြရင်ငွေချင်းတွေဟိုငွေချင်းတွေပြည်သက်တွေနဲ့သူတို့နဲ့အတူတူပျော်တဲ့အခါမှာပို့ပြီးတော့ဟိုဘယ်လိုပြောရမလဲတသားလေးဖြစ်သွားတာတသားဖြစ်သွားတာဒါပေမဲ့ခဏလေးပေါ့ဟိုအဓိကကတော့ဒါကျွန်တော်တို့ကဒီ ေဒီရက်သေးစားတောက်စားဖို့တွန်းအားပေးတဲ့တခြင်းမဟုတ်ပါဘူးအဓိကပြောကြတဲ့ခြင်းလေးပါဟိုအကြောင်းအရာကတော့ဘောနော်ဒီလိုမျိုးဟိုအရင်တော့ဆိုလဲတခြင်းလေးရှယ်လေးမာအာမဦးတီတချင်းတို့ကောင်းမလေးအချီးတုံးသစ်လို့တော့မင်းကြောင့်ကိုရက်တော့ပြီလေသစ္စာအဲ့လိုအဲ့လိုပေါ့ဟိုပျော်စရာလေးပျော်တချင်းတပိုးအဲ့တချင်းတွေကလည်းပြန်ဆူဘူးတယ်ဆိုတော့လေအဲ့တော့ကို့အတွက်ရမကန်နဲ့ပတ်သက်တဲ့အဲတချင်းလေးတွေပေါ့အဲအဲ့လိုမျိုးလေးဟိုကိုကပျော်ယောက်ျားလေးအတွက်တချင်းပေါ့ဗျဟုတ်အာထွက်တာတော့10ရက်10လာမှာထွက်လာမှာပြတ်ပါမယ်ဟုတ် ကိုနဲ့လည်းရပြောပါကျွန်တော်တော့အဲကိုခဲနဲ့တွဲလိုက်ပြီဆိုရင်ကျွန်တော်ကထူးထူးခြားခြားဖြစ်ချင်တာထူးထူးခြားဖြစ်ချင်တယ်ဆိုတော့ဒီတချင်းနေဒီကိုခဲနဲ့တွဲတဲ့တချင်းနေကြရင်ပို့ပြီးတော့ဟိုအားဖြစ်ပို့ပြီးတော့ဟိုပြောပြောမလဲဟိုအားရရပေါ့နော်အားရဒီတချင်းလေးကလည်းကျွန်တော်တို့အားရမှုတော့လို့ပဲထပ်ပြီးအားရမဲ့တချင်းတစ်ပုဒ်ဖြစ်ပါတယ်အင်းပေါ့အဓိကတော့ဟိုအကူရောရိုက်ကူးရေးပိုင်းအစားတည်တည်ချာချာလေးစနစ်တကျလေး လှုပ်ပါတယ်လှုပ်ပါတယ်ဆိုတာဟောပါဘောနော်အဲဘယ်အချိန်ပေါ့နော်ကိုယ့်ရဲ့ music video ပြန်ကြည့်လိုက်တိုင်းမှာဘတော်မှကို့အနေနဲ့ဘတော်မှဟိုစိတ်တိုင်းကြနေတယ်ပေါ့နော်အဲပြန်လာဟာဘယ်နှခုနှစ်ပဲပြောင်းပြောင်းပေါ့နော်ပြန်ပြန်ကြည့်လိုက်တဲ့အခါတိုင်းပေါ့ဒီအဲဒီတချင်းမှန်ပေါ့ပေါ့အကိုဒီဒီတကြောပေါ့နော်ထွက်တဲ့တချင်းလေးတွေမှာဆိုလို့ရှိရင်ဟိုကာရာအိုကေတို့ဟိုယူနော်မှဲ့လို့စမှုစားတော့ပေါ့နော်ဘယ်လိုစားကြပြန်ကြည့်လိုက်တိုင်းမှာခြေနဲ့နေတယ်ပေါ့နော်အခုလည်းအဲ့လိုမျိုးပြန်ကြည့်လိုက်တိုင်းခြေနဲ့နေရအောင်အဲခုနကလို့ဒီချကွာတချင်းလေးကိုအကောင်းဆုံးကျွန်တော်တို့ ဟိုစူးစမ်းထားပါတယ်ရိုက်ကူးရေးပိုင်းရောဒီ audio ပိုင်းရောအဖက်ဖက်ကပေါ့နော်ကဲအကျွန်တော်တို့နှစ်ယောက်စီစဉ်ထားတဲ့ဒီချက်ကွာ cheers တခြင်းကိုထွက်လာရင်ပြည်သက်တွေကဟိုအတစ်ကလေးခံစားမှာဖြစ်တယ်လို့အနှစ်ကလေးဖြစ်မယ်ဆိုတာကိုယုံကြည်ပါတယ်လို့အားပေးကြပါဦးနောက်တစ်ခုကဟိုကျွန်တော်တို့ကမှသာကျွန်တော်တို့ကိုခဏလို့ပွဲတွေမှာစုံကြရပါတော့เนาะ cheers ဒါကတော့ဒါအားလုံးရဲ့ရင်ကျေးမှုပေါ့เนาะဒါ ကိုယ့်ရဲ့တခါကြတဲ့နိုင်ငံသားတငယ်ချင်းတွေနဲ့တွေ့တယ်နိုင်ငံသားသားတငယ်ချင်းတွေနဲ့တွေ့တဲ့ခါကြလို့ရှိရင်တို့မေးတဲ့ဟာလေးတွေရှိတယ်ပေါ့နော်။မြန်မာလူ cheers ကိုဘယ်လိုခေါ်လဲဆိုတော့ပေါ့နော်။အဲ့အတွက်ကတခြင်းမရှိဘူးဖြစ်နေတာ။အချကွာအချကွာပေါ့။ဒါဒီလိုပဲအဲဒါဟိုပြောဆိုယူစကားလေးပေါ့နော်။အာတကယ်ချကွာပါညာဆိုရယ်။အဲ့ဟာလေးကိုအော်ခေါင်းနဲ့ရောက်လာရောက်လာတဲ့ခါကျတော့ဟိုပေါ့နော် cheers ဆိုတခြင်းလေးလည်းရှိကြတယ်ရှိကြဆိုတာချကွာဆိုပြီးတော့တခြင်းလေးကတော့ဟိုရှိနေရှိခဲ့ပုံမှာပေါ့နော်။ကျွန်တော်တော့တိတ်တော့ကျွန်တော်ကအဲ့နဲ့ချကွာဆိုတဲ့တခြင်းခေါင်းစဉ်လေးနဲ့လိုက်ပြီးတော့ တချင်းလေးဖန်တီးလိုက်တာပေါ့ပြီးတော့ကျွန်တော်တို့နှစ်ယောက်ကလည်းဟိုခြက်ခွအရွယ်ခြက်ခွအရွယ်ဆိုတော့ကို့အရွယ်နဲ့လည်းလိုက်ဖက်ပြီးတော့ပြီးရင်ကို့တငယ်ချင်းတွေလည်းကို့နဲ့ရွယ်တူတန်းတူတွေလည်းဒီတချင်းနဲ့အတူတူစီးမျောလို့ရအောင်ကျွန်တော်တို့ဒီ40ကျော်တွေအတွက်လည်းဖန်တီးပေးတဲ့သဘောပါဟုတ်ဟာသူကဘယ်လိုလဲဆိုတော့လေအเจ้าရာစကလုံးလေးပြောပြမယ်အဲ့တော့အဲ့အဲ့စာသားလေးတစ်ခုကကျတော့ကျွန်တော်ရဲ့ပွဲမှာလာအပ်ပေးတဲ့ညီမလေးတယောက်နဲ့တွေ့တော့မှာသူနဲ့အဲ့လို cheers လို့ရင်အဲ့စာသားလေးကခေါင်းနဲ့ရောက်သွားဘယ်လိုရောက်သွားလဲဆိုတော့ အဲကျွန်တော်တချင်းဆိုနေလိုက်မှာအဲတချင်းဆိုပြီးပြန်အစင်လာအခုကိုဟဲချီယာဆိုပြီးတော့အဲဟာညီမလေးအဲဟိုဘယ်နှခွက်တွေရှိပြီလဲပေါ့နော်အဲအမသူဟာဘလောက်တော့တော့မမူသေးဘူးဘတော်မှလည်းမသိမလားဘလောက်တော့တော့မမူဘူးပေါ့နော်သူကအဲ့ဒါအဲ့ဒါကိုခေါင်းထဲရောက်သွားတယ်ဟာ ဟောတချို့ကရှိရလေလူကသာဟိုဟိုရိုင်ထိုးနေဒါပေမဲ့ဘုရမမန်မချအောင်လေနော်ငါဘယ်တော့တော့မမူးဆိုတော့အဲ့ဒါလေးကိုလည်းပျော်စရာလေးကခေါင်းထဲမှာဖက်ဆဲလို့ရသွားတယ်နောက်ပြီးတော့ဒီဟိုအကူတို့ဒါမြန်မာမြန်မာနော်မြန်မာလူပြောတဲ့အမှချီအားစကိုချကွာဆိုတဲ့ဟာလေးကလည်းပေါင်းဆက်လိုက်ပြီးတော့ဒီတချင်းလေးဖြစ်လာပါတော့နော်ဖြစ်လာပြီးတော့ပြီးတော့ကိုပိုက်တင်တဲ့အကူနဲ့ကလည်းဟိုဟိုဘယ်လိုပြောမလဲအကူကလည်းတစ်နှစ်ကိုတစ်ချိန်လောက်တချင်းလေးနှစ်ယောက်တွဲလေးဖြန်ပြီးကြတဲ့ခါကျတော့ကျွန်တော်တို့ ਨੇ လိုက်ဖက်တဲ့အကြောင်းအရာကျွန်တော်တို့တငယ်ချင်းတွေရော လိုက်ပြီးစီးမျောလို့ရတဲ့ဟာမျိုးကိုကျွန်တော်တို့ဖန်တီးလိုက်တာ။